ဘယ်သူဖန်ဆင်းထားလဲလို့ကျွန်မမသိဘူးအဲအဲ့တော့ကိုယ်စိတ်မှာဖြစ်ပေါ်နေတဲ့အရာတွေကိုဒါဖျားပေးတဲ့ gift တွေကို ကျွန်မအကုန်အသုံးချမယ်နော်လူဘဝတူတူလေးကိုကျွန်မအတိတ်ပဲရှိသွားပဲဖြတ်သန်းမယ်အဲငွေကြေးဆိုတာကကိုလုံးချင်တာရေလုံနိုင်မှုအတွက် tools တစ်ခုပဲရှိရယ်နော် one of the tools တစ်ခုပဲရှိရယ်အဲ့တော့ဟိုငွေကြေးဘိုင်းတစ်ချက်ကို အဲမနေ့ပြန်တည်ရင်လည်းတည်နိုင်တယ်ခုတည်ရင်လည်းတည်နိုင်တယ်အဲတည်ခြင်းတရားဆိုတာဘာမှမမြဲဘူးကျမတည်လို့ရှိရင်ကျမပစ္စည်းတွေပတ်စံတွေဘာမှလုပ်လို့မရဘူးအဲ့ဒီကြောင့်မို့ကျမဒီမှတ်တိုင်တွေပဲကျမလုပ်သွားခြင်းဖြိုက်သွားခြင်းအဲ့ဒါကျမ legacy ဖြစ်မှာပေါ့အဲ့ဒါကိုပဲကျမအားသင့်ပါတယ် ကျွန်မစိတ်ကူးနေကျွန်မပေါ့နော်ဒီအစေးပြိုင်ပွဲကတော့အဲလှုပ်လာတဲ့ဥစ္စာအခု၁၇ချိန်မြောက်ပေါ့၁၇ချိန်မြောက်ရှိပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုတိတ်ပြီးတော့လူတွေလည်းတော်တော်များများမီဒီယာတော်တော်များများလည်းသိပြီလို့ကျွန်မမျှော်လင့်နေအဲအခုထပ်ပြီးပို့လာတာကျွန်မ11လေးနေမိတ်ဆက်လိုက်တာပေါ့နော်အာကျွန်မငယ်ငယ်တုန်းက passion တစ်ခုဖြစ်ခဲ့တယ်အရင်ယူသွက်ခဲ့တဲ့ဟို အဆူရောဘွားပေါ့အဆူရောဘွားကိုအခုကျမှပြန်ရယူနေတာလဲပါခြင်းလဲပါမှာပေါ့ဒါပေမဲ့အရေးကြီးတာတော့လေဟိုကျမကြပြားတွေရေးတယ်ကျမရေးတဲ့ကြပြားတွေကအမ်အများနဲ့ဆိုင်တဲ့ကြပြားတွေတော်တော်များများပါတယ်အဲ့ကြပြားတွေကိုကျမအသက်သွင်းချင်တဲ့အပိုင်းတွေရှိတယ်အဲ့တော့အဲ့ကြပြားတွေကိုအသက်သွင်းဖို့ရာအတွက်ကိုအာကျမမဲလိုဒီရေထည့်ပြီးတော့တချင်းဆိုပလိုက်တဲ့အခါမှာအမ်အသက်တွေဝင်သွားမယ်လူတွေအများကြီးကိုလည်း အဲနှလုံးသားကိုထိရှာနိုင်မယ်လို့မျှော်လင့်တဲ့အတွက်ကြောင့်ဒီအယ်ဘမ်လေးကိုစုပေါင်းပြီးတော့လုပ်လိုက်တာပါလို့ ငယ်ငယ်ကဝါသနာပါအစိုးရဖြစ်စင်တာအစိုးရနဲ့မင်းသမီးဖြစ်စင်တာအခုကဘာဖြစ်သွားလဲဆိုတော့အဲစာရေးတဲ့အပိုင်းကသူများတွေကိုလှုပ်ပေးနေတယ်ကိုကဟိုကဖြစ်သွားတာလည်းပါဘူးเนาะဒီစာအုပ်ကိုဆိုရင်အစေးပြိုင်မွဲတွေလှုပ်17ချိန်မြောက်17ချိန်မြောက်အထိလှုပ်ရင်း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 နဲ့17ချိန်မြောက်အထိရောက်သွားတယ်ရောက်သွားပြီးတော့အခုအဲဒီစာအုပ်တွေထွက်လာတယ်၄ချိန်မြောက်ရှိသွားပြီပေါ့၄ချိန်မြောက်ရှိသွားပြီဆိုတော့တဖြည်းဖြည်းနဲ့အချိန်ရလာတော့စာရေးစရာရလည်းအရန်အားကောင်းလာတယ်အားကောင်းလာတော့ အကျွန်မလူငယ်တွေဒီစာအုပ်တွေကိုဖတ်လို့ရှိရင်အကျိုးတစုံတွေရမှာပဲဆိုပြီးတော့အဲ့အားကောင်းလာတဲ့ပုံမှာကျွန်မလက်မလွတ်ဆုံးရှုံးမခံချင်တဲ့ကြောင့်ကိုဆက်ပြီးတော့အာတီမီဆက်လုပ်နေတဲ့အပိုင်းပါတယ်ဒီအစေးပြန်ခွဲရလေ cost အရန်ကြီးရဲ့အာကျွန်မတခြားမှာ investment မလုပ်ခွင့်နဲ့ဒီစာအုပ်ပေါ်မှာလည်းအစုပြုံပြီးတော့ invest လုပ်တဲ့တဘောပါအခုတချင်းကလည်းပဲအများအကျိုးပြုတချင်းတွေလည်းအများကြီးပါတယ်။ဟိုစပေးစီချောင်းတချင်းတွေပါမယ်။ငင်းချမ်းရင်တချင်းတွေပါမယ်။အဲ့လိုတချင်းတွေအဲ လေးစားပါလို့မျိုးတခြင်းနောက် အရက်လို့မျိုးတခြင်းအရက်တောက်နေရရင်ကျွန်မတွေ့ရတဲ့လူတွေကအကုန်လုံးအရက်တေးကြီးပဲအဲနမူးနေရဲ့အပိုင်းတွေပါရပေါ့နော်အဲအဲ့အကြောင်းတွေကျွန်မရေးထားရဲလူလူလောကမှာကျွန်မတို့မြန်မာအတိုင်းအဝိုင်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေတော်တော်များများကိုကျွန်မရေးထားပါတယ်အဲ့တော့လူတွေနဲ့အများနဲ့ဆိုင်တဲ့အဲတခြင်းတွေဖြစ်တဲ့ကြောင့်မလို့ကြပြာတခြင်းတွေဖြစ်တဲ့ကြောင့်မလို့အများခံစားနိုင်မယ်လို့ပြောလိုက်ပါတယ်လို့ကြပြာတခြင်းလေးတွေပါ ကျောင်းငငယ်ကအိမ်မက်မရှိခဲ့ဘူးဆိုရင်ဒီအချိန်မှာဒါရေကောက်လို့မဖြစ်ဘူးလေငငယ်ကယူသွခဲ့တဲ့အရာဖြစ်တဲ့အကြောင်းမလို့အခုချိန်မှာအခွင့်ရေးရတဲ့အချိန်မှာစပြီးတော့အကောင့်ထဲအဲဖော်နိုင်တဲ့အချိန်မှာဖော်လိုက်တာပေါ့အရင်တော့ကတော့လူကြီးတွေကိုကြောက်ရတယ်လေလူတွေအဖေကိုကြောက်ရတယ်လေကြောက်ရတော့သူတို့ပေးလို့မှရတဲ့အနေထားဆိုတော့အဲမလုံနိုင်ခဲ့ဘူးပေါ့အဲ့တော့ဟိုကို့အနေထားနဲ့ကိုလည်းရှိရအောင်အခုကတော့ကို့မှာကိုလည်းလုံနိုင်နေပြီဘာကြောင့်မလို့မလုံရမှာလဲပေါ့ ။အဲဒါကြောင့်မလို့ဆိုတော့ကျွန်မဆုံးဖြတ်ချက်ချပြီးတော့တခြားဟာတွေကိုမစဉ်းစားတော့ဘူး။အဲကျွန်မဒါပဲလုပ်မယ်ဆိုပြီးတော့လုပ်လိုက်တာပါ။ကျွန်မကအားသာမို့ကျွန်မအဲ့ရာတော့ပဲဆိုးရနေရဟိုပြီးခဲ့တဲ့ကောင်ကအဲကလာဖူဖြစ်ပါတယ်ဆိုတာလေ။အဲ့လိုဆိုကျွန်မအားသာရဲဆိုတာမရှိဘူး။စိတ်ထဲကကျွန်မကဘယ်သူဖန်ဆင်းထားလဲလို့ကျွန်မမသိဘူး။အဲအဲ့တော့ကိုယ်စိတ်မှာဖြစ်ပေါ်နေတဲ့အရာတွေကိုဒါဖျားပေးတဲ့ gift တွေကိုကျွန်မအကုန်အသုံးချမယ်။နော်လူဘဝတော်တော်လေးကိုကျွန်မအတိတ်ပဲရှိသွားပဲဖြတ်သန်းမယ်။အဲ ငွေကြေးဆိုတာကကိုလုံးရှင်းနိုင်လုံနိုင်မှုအတွက် tools တစ်ခုပဲရှိတယ်เนาะ one of the tools တစ်ခုပဲရှိတယ်အဲ့တော့ဟိုငွေကြေးပိုင်းတစ်ချက်ကိုအဲမနေ့ပြန်တင်လဲတင်နိုင်တယ်ခုတင်လဲတင်နိုင်တယ်အဲတည်ခြင်းတရားဆိုတာဘာမှမမြဲဘူးကျမတည်လို့ရှိရင်ကျမပစ္စည်းတွေပတ်စံတွေဘာမှလုပ်လို့မရဘူးအဲ့ဒီကြောင့်မို့ကျမဒီမှတ်တိုင်တွေပဲကျမလုပ်သွားခြင်းစိုက်သွားခြင်းအဲ့ဒါကျမ legacy ဖြစ်မှာပေါ့အဲ့ဒါကိုကျမအားသင်ပါတယ် ဒီစัจ java ကြီးကအကြီးကြီးလားကျွန်တော်တို့ဖြစ်ချင်ကြရင်လည်းမဖြစ်ရဘူးမဖြစ်ချင်တာကြီးလည်းတော်သူဖြစ်ချင်တယ်မျော်လင့်မထားတဲ့အရာကြီးလည်းဖြစ်ချင်တာကြီးရုတ်တရက်ကြီးဖြစ်လာတဲ့အပိုင်းမှာကျွန်တော်ရက်တက်လို့မရတဲ့အခါကြီးရှိတယ်အဲ့မဲ့ကိုတက်နိုင်တဲ့ကို limitation တွေကနေပြီးတော့ကိုစွမ်းဆောင်တဲ့ဥစ္စာကိုလေကို passion ရှိလို့ရှင်လုတ်သွားဖို့ပဲအရေးကြီးတယ်အဲ့တော့ဟိုတစ်ချက်ထဲကြာချင်းလဲကြာမယ်ဟိုကြာချင်းမှလည်းကြာမယ်အဲ့မဲ့ကျွန်တော်တို့ရက်တက်လို့မရတဲ့အရာတွေကိုတော့ကိုကျွန်တော်တို့ဆက်သွားဖို့ပဲလိုပါတယ်လို့ဘာလို့ဆိုတော့အဲ ဘဝဘဝဆိုတာရအချိန်ကန့်သက်ထားလို့လေသင်ဆိုတာကျွန်မခုနကပြောသလိုဟိုအဲ့ဟာကျွန်မ therapy ရှိရဆရာဝန်ရှိသွားတဲ့ကုထုံဆရာဝန်ပေးတဲ့ chemical ကုထုံတဲ့အာ psychologically or emotionally damage ဖြစ်နေလို့ရှိရင်ဒီကြပြားလေးရအမှုပညာနဲ့ပတ်သက်တဲ့ဟာတွေကပို့ပြီးတော့ကျွန်မအတွက် therapy ပေါ့ကုထုံဖြစ်တယ်အဲ့ဒီကြောင့်မလို့အဲဒါလုံးသိမ့်လုံးထိုက်တဲ့အရာလူသားတွေအကုန်လုံးလုံးသိမ့်လုံးထိုက်တဲ့အရာအမှုပညာပါလို့ပြောချင်ပါတယ်